โอเคအဲဆိုရင်အရင်ဆုံးကျွန်တော်တို့ကကျွန်တော်ဒီဖုန်းမှာရှိတဲ့ Telegram နဲ့ကိုအရင်ဆုံးဝင်လိုက်ပါတော့။ Telegram နဲ့ကိုရောက်သွားပြီ။ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ခဲတံပုံစံလေးရှိပါတယ်။အားလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးပါ။ Okay အဲ့လိုနှိပ်ပြီးတော့ကျွန်တော်အခုကျွန်တော်မျိုးဆိုရင်မြင်နေရတဲ့အတိုင်းကျွန်တော်ဒီပေါ်ဆုံးက New Crew ရဲ့ New Contact ရဲ့ New Channel ဆိုပြီးတော့အသုံးပြုတွေ့နေပါလိမ့်မယ်။ကျွန်တော်တို့က Channel ထောင်မှာဖြစ်တဲ့အတွက် New Channel ဆိုတာလေးကိုရေးပေးပါ။ဒါကြောင့်ကျွန်တော်ဒီမှာ New Channel ဆိုတာလေးကိုထည့်ပေးလိုက်ပါမယ်။ โอเคအားဖြင့်ကျွန်တော်တို့ကကျွန်တော်တို့ထောင်မဲ့ channel ရဲ့ name ကိုပေးရပါမယ်เนาะကျွန်တော်ကတော့ဒီမှာအဲဒီမှာကျွန်တော်ကမြန်မာ movie ဆိုပြီးတော့ပြလိုက်မယ်မြန်မာ movie channel ဆိုပြီးတော့ပြလိုက်မယ်ဒီဆိုရှင်ကကျတော့ကျွန်တော်တို့ channel ရဲ့အဲကျွန်တော်တို့ဘာတွေတင်ပါလဲမလို့ကျွန်တော်တို့ channel မှာဘာတွေတင်ပါလဲကျွန်တော်တို့ဒီမှာဆိုမြန်မာဇာတ်လမ်းတွေတင်ပါလားမြန်မာရုပ်ရှင်တွေတင်မယ်ပေါ့နော်အဲကျွန်တော်ကဒီမှာမြန်မာ ဇလန်တွေပေါ့နော်ဇလန်တွေဒီမြန်မာရုပ်ရှင်ကားများမြန်မာရုပ်ရှင်ကားများတင်ပေးပါသည်ပေါ့ရှင်ကားများတင်ပေးပါသည်โอเคဒီလိုမျိုးလိုက်မယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ channel မှာကျွန်တော်တို့ channel ကိုရောက်လာပြီးတော့လာကြည့်ရတဲ့သူတွေအကုန်လုံးကကျွန်တော်တို့ channel မှာဗားရီတင်တယ်ဆိုတော့အဲသိရှိနိုင်မယ်ပေါ့နော်အဲ့ဒါပြီးလို့ရှင်ကျွန်တော်တို့ဒီမှာ ကျွန်တော်ဒီဘက်မှာပေါ့နော်ကျွန်တော်မျက်စိမြင်ကင်မရာပုံလေးရှိရဲအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကကျွန်တော် channel logo ပေါ့နော် logo ထည့်ရမှာပါ logo ထည့်ရင်လည်းလွယ်လေးပါဒီ plus sign လေးကိုနှိမ့်လိုက်အောင်ပါပဲကျွန်တော်တို့သုံးချင်တဲ့ logo လေးကိုရွေးပြလိုက်အောင်ပါပဲကျွန်တော်တို့ဒီမှာထည့်မပြရဘူးပေါ့နော် okay ထားပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာညာဘက်တော့မှာရှိအမှန်ချစ်လေးကိုနှိပ်ပြီးပါကျွန်တော်တို့ကအမှန်ချစ်လေးထပ်ပြီးနှိပ်ပြလိုက်ပါ okay အဲ့လိုနှိပ်ပြလို့ရှိရင်ကျွန်တော်တို့ဘာလုပ်အောင်လဲဆိုတော့ ဒီမှာ public link ဆိုတာရှိတယ် public link ဆိုတာကျွန်တော်တို့ create လုပ်လိုက်တဲ့ကျွန်တော်တို့ဖန်တီးလိုက်တဲ့ channel ရဲ့ link လေးကိုလည်းကျွန်တော်ထပ်ပြီး create လုပ်အောင်ပါဘောနော်ကျွန်တော်ကဒီမှာမြန်မာ movie channel ဆိုပြီးတော့ကျွန်တော်ဒီမှာထည့်လိုက်ပါဘောနော်မြန်မာ movies channel ဆိုထည့်လိုက်ပါဒါမဲ့ဒီမှာအောက်မှာအနီရောင်လေးပုံနေနော်ဘာလို့ပုံလဲဆိုတော့ကျွန်တော်တို့အခုကျွန်တော် create လုပ်နေတဲ့ လင့်လေးရာတခြားသူ channel ထောင်းတာပေါ့နော်တခြားသူတွေ channel ထောင်းတာလေအဲ့ channel ထောင်းနေတာမသုံးမိတာ name ဖြစ်နေရေပေါ့နော်သုံးမိတာစာသားဖြစ်နေရေအဲ့တော့မရဘူးမရဘူးဆိုတဲ့အတွက်ကျွန်တော်တို့အောက်မှာအနီအောင်စာသားလေးနဲ့ပြရတယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီနောက်မှာ number လေးထည့်ပြလိုက်မယ်2024 okay အခုလိုမျိုးအစိမ်းရောင်လေးပေါ်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ channel ရဲ့ကျွန်တော်တို့ channel ရဲ့ public link လေးကို create လုပ်လို့အောင်မြင်သွားပါပြီပြီးလို့ရှိရင်ဒီပုံမှာကျွန်တော်တို့ public channel ဆိုတာလေးကိုရေးပြထားပါမယ် မဲ့သူကတော့အော်တိုရွှေ့ပြပြီးသားပေါ့နော်โอเคအဲ့ဒါဆိုကျွန်တော်ဘာမှဆက်လုပ်ဖို့မလိုဘူးဒီမှာညမမှာရှိနေအမှန်ကြီးလေးကိုထပ်ပြီးတော့နှိပ်ပြလိုက်ပါโอเคအဲ့ဒါမနှိပ်ပြလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမှာ contact ထဲမှာရှိရဲ့လူတွေကိုကျွန်တော်တို့ကအလုပ်ရရပေါ့နော်ကျွန်တော်ကိုနေတဲ့မှာရှိတဲ့လူတွေကိုအလုပ်ရရကျွန်တော်ဒီမှာတယောက်ကိုအပြမယ်ပေါ့နော်ကျွန်တော်ဒီတယောက်ကိုရွှေ့လိုက်မယ်โอเคအဲ့ဒါဒီကောင်ထိလိုက်တဲ့နေရာမှာအစိမ်းရောင်အမှန်ကြီးလေးပေါ်သွားပြီ ။အဲဆိုရင်ဒီတယောက်ကကျွန်တော်တို့ channel ထဲမှာမာမာဖြစ်သွားမယ်ပေါ့နော်။မာမာအနေနဲ့အလိုက်မယ်ပေါ့နော်။အဲကျွန်တော်ဒီမှာလောစေဆက်နမူနာလုပ်ပြရဖြစ်တော့ကျွန်တော်တို့ဒီရောက်ကိုပဲအပ်ပြီးပြီပေါ့နော်။ကျွန်တော်လည်းဆိုရင်ဒီတယောက်ကိုကျွန်တော်နှိမ့်လိုက်မယ်။ပြီးလို့ရှိရင်ဒီမှာပုံမှန်ရှင်းမြလေးကိုထပ်နှိမ့်ပြီးပါ။ okay ဒါဆိုတော့ကျွန်တော်တို့ရဲ့ channel အောင်မြင်စွာဖွင့်လင်းလို့ရသွားပါပြီเนาะကျွန်တော်မျိုးစုံနေဒီ link တိုင်းလိုက်ပြီးတော့လုပ်ပေးပါအဲဆိုရင်ကျွန်တော်တို့ Telegram channel တစ်ခုကို မြန်ဆန်ဆုံးတဲ့အလွယ်ကူဆုံးဖွင့်တတ်သွားပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်